အလုံးမမြင်ပါပါရှင်။ဥမာလည်းတူတူပါတော့တရုတ်စာကိုအတူတူတရုတ်စာ1နှစ်3အ68910ကိုဘယ်လိုပြောလဲဆိုတာကိုဒီလေ့လာကြမယ်နော်။ဒီမှာလည်းအခုမှစပြီးတော့လေ့လာနေရဖြစ်တဲ့အတွက်ကြောင့်မလို့ဒီမှာလည်းအတူတူလည်းလေ့လာကြတဲ့သူတွေလည်းလေ့လာကြည့်ကြရပါတယ်။ Oh my god ။0 တာမျိုးပါရှင်အခုဆိုလို့ရှိရင်နည်းနည်းအမိုက်ပေါ့နော်အင်းလူနဲ့တရုတ်လူပေါ့ဘယ်လိုခေါ်လဲဆိုတာကိုမျှော်ပြမှာဖြစ်ပါတယ်ရှင်အဲတရုတ်လူအတက်ကတော့ကြွတောက်လို့ရပါတယ်မတရုတ်လူလေးအတက်အဲမျှော်ဝေပေးရမှာဖြစ်ပါတယ်ရှင်မတရုတ်လူလေးကပေါ့နော်ဒီဗီဒီယိုလေးကိုကြည့်ပြီးတော့မှဒီလာလို့ရပါတယ်နော်အဲဒါအင်းလာနေပေါ့နော်အင်းလာနေကိုကြတော့အင်းလူမန်းလူခေါ်ပြီးတော့တရုတ်လူကတော့စင်းချီ A လို့ခေါ်ပါတယ်။ဒီငါးလေးကိုကြတော့ image လို့ Tuesday လို့ခေါ်ပြီးတော့ဒီလိုကကြတော့ since R လို့ခေါ်ပါတယ်။ဘရူနိဘရူနိကိုကြတော့ image လို့ဘောနော Wednesday လို့ခေါ်ပြီးတော့ဒီလိုကတော့ since Sun လို့ခေါ်ပါတယ်။အဲ့လိုရှိရင် Telegram နေပေါ့နော်။အဲ Telegram နေ sensory လို့ခေါ်ပြီးတော့ပြီးတော့ကတော့စင်းချီစလို့ခေါ်ပါတယ်အဲ့ပြီးလို့ရှိရင်တောက်ကြနေပါတော့တောက်ကြနေကိုကြတော့အင်္ဂလိပ်လို fry လို့ခေါ်ပြီးတော့ပြီးတော့ကတော့စင်းချီအူလို့ခေါ်ပါတယ်အဲ့ဒါပြလို့ရှိရင်စနေနေ့ပေါ့နော်စနေနေ့ကိုကြတော့အင်္ဂလိပ်လို Saturday လို့ခေါ်ပြီးတော့ကျိုးလို့ကကြတော့ Sunday လို့ခေါ်ပါတယ်ရှင်အဲ့ဒါပြလို့အရှင်တနင်္ဂနွေနေ့ပေါ့နော်တနင်္ဂနွေ ကြတော့အင်္ဂလိပ်လို sandy လို့ခေါ်ပြီးတော့ပြောလူကကြောင့် since tian လို့ခေါ်ပါတယ်ရှင်။ဒါကဘယ်လိုကိုတန်းနေတဲ့ကြောင့်လည်းမလို့ပြောနေပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။ဒီမှာမရှိတော့ covid ရဲ့ရောဂါ